မိုင်းတလျှောက်မှာပထမဆုံးအမျိုးသမီးဂျပန်ဝန်ကြီးချုပ်ဆိုတဲ့ဂုဏ်ပုဒ်ကဆာနာအဲတာကာအီချီအတွက်တော်တော်ကြီးဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ဝန်ကြီးချုပ်ဘဝအစပျော်စရာနေ့ရက်တွေကတော့တရုတ်နဲ့ရုတ်တရက်ခါးသီးသွားတဲ့ဆက်ဆံရေးကြောင်းခက်မြန်မြန်ပဲပြီးဆုံးခဲ့ပါတယ်။ဒီလိုတွေဖြစ်လာရတဲ့ပြဿနာအစတော့နိုဝင်ဘာ9ရက်နေ့မှာတာကာအီချီပြောခဲ့တဲ့ စကားတခုကနေစတင်တာပါ။တရုတ်ကဒီကိစ္စနဲ့ပတ်သက်ပြီး တာကာအီချီကိုစကလုံးတွေနဲ့ဇက်တိုက်ထိုးနှက်တာတင်မကပဲဂျပန်ရဲ့စီးပွားရေးကိုအထိနာစေမဲ့အစီအမံတွေနဲ့ပါတုံ့ပြန်နေပါတယ်ဒီပြဿနာတွေကိုစစေခဲ့တဲ့ဇကားကတော့လွတ်တော်ထဲမှာအတိုက်အခံအမှတ်တအူးကတကယ်လို့တရုတ်သားထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အစိုးရအနေနဲ့ဘာလုပ်မလဲဆိုပြီးမေးတဲ့အခါတာကာအီချီကရှင်သန်ရက်တီမှုကိုချင်းချောက်ခံရခြင်းအဖြစ်ယူဆပြီးတုံ့ပြန်မယ်လို့ဖြေခဲ့ပါတယ် ဂျပန်ရဲ့ဖွဲ့စည်းပုံဥပဒေမှာပြဋ္ဌာန်းထားတဲ့အဲ့ဒီစကလုံးရဲ့အထိပ္ပယ်ကတော့ဂျပန်နဲ့မဟာမိတ်တွေကိုပြင်ပကနေစစ်ပြုတ်တိုက်ခိုက်လာမှုကိုဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီအခါဂျပန်စစ်တပ်ဖြစ်တဲ့ပြည်ဆောင်တပ်ကိုဖြန့်ကျက်အသုံးပြုရမှာဖြစ်ပါတယ်။ဒီတော့တာကာအီချီရဲ့စကားကထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာရင်ဂျပန်ကလည်းတရုတ်ကိုစစ်တိုက်မယ်ဆိုတဲ့အထိပ္ပယ်ဖြစ်သွားပါတယ်။ဆိုတော့ဒီစကားကိုတရုတ်ကဆက်ဆက်ခါသွားတာပါ။တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်နက်နယ်မြေတစ်ခုဖြစ်သတ်မှတ်ထားပြီး လိုအပ်လာရင်စစ်ရေးအရတိုက်ခိုက်သိမ်းယူမယ်လို့အတီလင်းချိန်ချောက်ထားပြီးသားပါထိုင်ဝမ်ကတော့တီးကြလွတ်လပ်တဲ့ကိုပိုင်ဒီမိုကရေစီနဲ့ယက်တီရေးကိုပဲပို့ပြီးလိုလားပါတယ်ဒါကြောင့်ပဲတရုတ်ကထိုင်ဝမ်အစိုးရကိုခွဲထွက်ရေးဝါဒီတွေလို့စွပ်စွဲလေးရှိတာပါအဲ့တော့ဒီကိစ္စမှာဂျပန်ကစစ်ရေးအရပါဝင်လာမယ်ဆိုရင်တရုတ်ပြည်တွင်းရေးကိုဆွတ်ဖက်တာနဲ့အတူတူပဲလို့တရုတ်ကယူဆပါတယ်ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကာပို့တိုင်မှုတစ်ခုခုရှိလာတိုင်းမှာတရုတ်ကအကဲဆက်ပါတယ် ဒါပေမဲ့လက်ရှိဂျပန်နဲ့ပြဿနာမှာတော့လွန်လွန်ကဲကဲဖြစ်လွန်းနေတယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။ဘာလို့လဲဆိုတော့ထိုင်ဝမ်သာစစ်ပြုတ်ခံရရင်စစ်ရေးအရာပါဝင်ကူညီဖို့စဉ်းစားမယ်ဆိုတဲ့စကားမျိုးကို American သမ္မတတချို့လည်းပြောမှုပါတယ်။အဲ့ဒီတုန်းကပြဿနာဒီလောက်မကြီးခဲ့ပါဘူး။ဒါပေမဲ့တူညီတဲ့ဒီလိုစကားမျိုးကိုပဲဂျပန်ကပြောတဲ့အခါမှာတော့အခြေအနေတွေကမတူတော့ပါဘူး။ဒါကြောင့်လဲနှစ်နိုင်ငံကြားကစိုးဝါခဲ့တဲ့သမိုင်းကြောင်းတွေကိုပြန်ပြီးအဆဆွဲထုတ်ဖို့ဖြစ်လာပါတယ်။ နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်တရုတ်နဲ့ဂျပန်တို့ရဲ့ရာစုနှစ်တွေနဲ့ချီကြာမြင့်ခဲ့တဲ့ဆက်ဆံရေးမှာစစ်ပွဲတွေပဋိပက္ခတွေကကြီးမားတဲ့အစိပ်ပိုင်းမျိုးကနေပါဝင်ခဲ့ပါတယ်။ဂျပန်ကတရုတ်ကိုကျူးကျော်စစ်တွေဆင်နွှဲခဲ့ဘူးသလိုဒုတိယကမ္ဘာစစ်အတွင်းမှာလည်းတရုတ်ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေအပေါ်ရရက်ဆက်ဆက်ဖိနှိပ်မှုတွေကျူးလွန်ခဲ့ဘူးပါတယ်။ဒီတော့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ဂျပန်ကစစ်တပ်တွေဆေးလွှတ်မယ်ဆိုရင်ထိုင်ဝမ်ကိုကာကွယ်ဖို့ထက်တရုတ်ကိုနောက်တစ်ကြိမ်ရန်လိုကျူးကျော်မှုမျိုးပဲဖြစ်လာမယ်လို့တရုတ်ကမြင်ပါတယ်။ ဒါမှမဟုတ်လဲအဲ့ဒီအတိတ်ပဲမျိုးဖြစ်လာအောင် ပုံဖော်ယူနေတာပါဒီနေရာမှာတာကာအီချီဘက်ကလည်းသူ့စကားဟာတရုတ်ကိုရန်စတာမဟုတ်ခဲ့ပဲဂျပန်ရဲ့သတ်မှတ်ထားတဲ့ဖွဲ့စည်းပုံဥပဒေပါသဘောထားအတိုင်းပေးခဲ့တဲ့မှတ်ချက်ဖြစ်တယ်လို့ပြောပါတယ်ဒါပေမဲ့နောက်ဆိုရင်တော့ဒီလိုကိစ္စမျိုးတွေမှာဓာတ်ရိုက်ကြကြစကလုံးတွေမသုံးဖို့သူသင်ခန်းစာရသွားတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုရင်ဂျပန်ဘက်ကပြည်ထနာကိုပြင်းငိမ့်စေခြင်းတဲ့သဘောထားမျိုးပြနေပေမဲ့ တရုတ်ကတော့ပြဿနာကိုပိုကြီးအောင်ချဲ့နေပါတယ်။တရုတ်ကဒါကာအီချီရဲ့စကားကိုတရားဝင်ကန့်ကွက်ဖို့အတွက်ဂျပန်အတံအမတ်ကိုပါဆင့်ခေါ်ခဲ့ပါတယ်။ဒါကာအီချီကဂျပန်ရဲ့သဘောထားအတင်းမာဆုံးကွန်ဆာဗေးတစ်တဦးဖြစ်ပါတယ်။သူကကွဲလွန်သူဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့လက်ရင်းတစ်ပည့်လည်းဖြစ်ခဲ့ပူးတာပါ။ပြီးတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာစစ်ဆန့်ကျင်ရေးနိုင်ငံအဖြစ်အစဉ်တစိုက်ရပ်တည်ခဲ့တာကိုပယ်ဖြတ်ပြီး ဂျပန်ကိုလက်နက်အင်အားပြန်လည်တိုးချဲ့တပ်ဆင်ခဲ့တဲ့ရှင်ဇိုအာဘေရဲ့မူဝါဒကိုထောက်ခံခဲ့ပါတယ်။ပြီးတော့ဂျပန်ကကုအားကိုကိုကာကွယ်ရည်တည်နိုင်တဲ့စစ်အင်အားမျိုးပြန်လည်ပိုင်ဆိုင်လာအောင်စူးစမ်းသွားမယ်လို့လည်းတာကာအီချီကပြောထားပူးပါတယ်။ဒီတော့တရုတ်ကလက်ရှိပြည်ပခါမှာအခွင့်ရတော့တာကာအီချီကိုဦးချိုးထားကြင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီနေရာမှာမှတ်မိအောင်ပဲထင်ပါတယ်။ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကတာကာအီချီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုဧကန်ခဲ့ပါတယ်။ ပြီးတော့တရုတ်သမ္မတရှီကျင်းဖင်နဲ့လည်းတွေ့ဆုံပြီးနှစ်နိုင်ငံကြားကတင်းမာမှုတွေကိုရှော့ချကြဖို့ပြေပြေလည်လည်ဆွေးနွေးနိုင်ခဲ့ပါတယ်။ဒီလိုမျိုးကမ္ဘာအင်အားကြီးစူပါပါဝါနှစ်နိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေမှာတာကာအီချီကင်တွေခဲ့ပုံတွေကချီကျူးစရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ရပ်ပိုင်းအကြာမှာပဲအခြေအနေတွေကလုံးဝပြောင်းလဲသွားတာပါ။အခုဆိုတရုတ်ကဂျပန်အနေနဲ့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေပိုင်ဆိုင်ဖို့စူးစမ်းနေတဲ့ကိစ္စမျိုးကိုပါလက်ရှိပြဿနာနဲ့ဆွဲချိတ်ပြီး တကာအီချီကတရုတ်အပေါ်အင်မတန်ရန်လိုနေတယ်ဆိုတာမျိုးပုံဖော်ပါတယ်တရုတ်အစိုးရမီဒီယာတွေကလည်းတကာအီချီဟာဒုတိယကမ္ဘာစစ်တုန်းကနမေဆိုးနဲ့ကြော်ကြားခဲ့တဲ့ဂျပန်ရဲ့စစ်မိတ်စာဝါဒကိုပြန်အသက်သွင်းဖို့တာဆူနေပြီလို့စကလုံးအကြီးကြီးတွေနဲ့ဆွဆွဲကြပါတယ်လူမှုကွန်ရက်မီဒီယာတွေမှာလည်းတရုတ်အစိုးရကကြောထောက်နောက်ခံပေးထားတဲ့အကောင့်တွေနဲ့စာမျက်နှာတွေကတကာအီချီကိုပုံကိုရေးဆန်ဆန်ရောဝါဒဖြန့်မှုအနေနဲ့ပါထုံးနှက်တဲ့ post တွေကိုတော်တော်ကြီးရေးခဲ့ဖြန့်ခဲ့ကြပါတယ် ဒါရီထက်ကိုဂျပန်အတွက်ပိုပြီးအထိနာစီတာကတော့တရုတ်က စီးပွားရေးအရာပါဂျပန်ကိုတိုက်စစ်ဆင်လာလို့ဖြစ်ပါတယ်။ဒါကဘာကိုပြောချင်တာလဲဆိုတော့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတရုတ်နိုင်ငံသားတွေလက်တလောဂျပန်ကိုမသွားသင့်ဘူးလို့ကြေညာခဲ့ပါတယ်။တရုတ်လေကြောင်းလိုင်းတော်တော်များများကလည်းဂျပန်စီအလဲပတ်ခရီးစဉ်တွေဖြတ်သိမ်းမဲ့နိုင်ငံသားတွေကိုငွေအပြည့်ပြန်အမ်းတာဒါမှမဟုတ်ရက်ရွှေပေးတာတွေကိုအစဉ်ပြေပြေလှုပ်ဆောင်နိုင်အောင်ကန့်လန့်ခဲ့တာပါ။ အဲ့တော့ဒီကိစ္စကဂျပန်ရဲ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ်ပြင်းပြင်းထန်ထန်တက်ရောက်စေပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင်အခုနှစ်ပထမ6လမှာဂျပန်ကိုရောက်လာခဲ့တဲ့ပြည်ပဧည့်သည်စုစုပေါင်းရဲ့၄ပုံတစ်ပုံကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ပြီးတော့အခုလိုတရုတ်နဲ့တင်းမာနေတဲ့အပေါ်ယင်းနှိမ့်ညံသူတွေကစိုးရိမ်လို့ဂျပန်လုပ်ငန်းစုကြီးတွေရဲ့ share တန်ဖိုးတွေလည်းကျကုန်ပါတယ်။နောက်တစ်ခုကတရုတ်မှာဂျပန်ရုပ်ရှင်တွေရဲ့ယုံတင်ရက်တွေကိုလည်းဆိုင်းငံ့ထားလိုက်ပါတယ်။ဒါတင်မကသေးပါဘူး။ တရုတ်စီကိုဂျပန်အဓိကတင်ပို့တဲ့ပင်လယ်ဇာရီနဲ့ပတ်သက်ပြီးလဲတရုတ်ဘက်ကချင်းချောက်တဲ့သဘောပြောဆိုလာပါတယ်။ဘာလဲဆိုတော့ဂျပန်အနေနဲ့ပင်လယ်ဇာရီကိုတရုတ်ရဲ့ဘယ်ဈေးထဲမှာမှရောင်းမရတာမျိုးဖြစ်သွားနိုင်တယ်ဆိုတာမျိုးတရုတ်က လေတံပစ်လာတာပါ။ရှေ့ပိုင်းတွေမှာတရုတ်နဲ့ဂျပန်တို့ကကိုပေါင်းစိတ်ခွာဆက်ဆံရေးမျိုးကိုထိန်းထားခဲ့ပေမဲ့အခုလက်ရှိမှာတော့တရုတ်ကတာကာအီချီကိုပေါ်ပေါ်ထင်ထင်ထိုးနှက်နေတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာဂျပန်ရဲ့စီးပွားရေးက တရုတ်နဲ့ကုန်သွယ်မှုအပေါ်ကြီးကြီးမားမားမှီခိုနေရတာမလို့ဒီအနေထားကတကယ်ကိုဘေးကျန်နံကျဲလို့ပြောရမှာပါဂျပန်အတွက်လိုတဲ့မြေရှားတတူ60ရာခိုင်နှုန်းလောက်ကိုလည်းတရုတ်စီကနေတင်သွင်းနေရပါတယ်ပြီးတော့တရုတ်ကလည်းမူဝါဒရေးရာဖိအားပေးဖို့အတွက်အဲ့ဒီတတူတွေကိုကုန်သွယ်ဘက်နိုင်ငံတွေစီတင်ပို့ခွင့်ပိတ်ပင်တာမျိုးနီးအရင်ကလည်းလုပ်ဖူးတာရှိပါတယ်ဒါကြောင့်လက်ရှိကိစ္စမှာလည်းဒီဟွက်ဖဲကိုထုတ်သုံးလာနိုင်ပါတယ်ဒါအပြင်တရုတ်စစ်တပ်ကလည်း ဂျပန်အနေနဲ့တရုတ်ကိုစစ်တိုက်ဖို့ရောင်လို့တောင်စိတ်မကူးတဲ့ကြောင်းတကယ်တမ်းစစ်ဖြစ်လာမယ်ဆိုရင်ဂျပန်ပြည်ဆောင်တပ်ကစိတ်ဓာတ်ခိုင်မာအားကောင်းတဲ့တရုတ်ပြည်သူလူမျိုးရေးတပ်ရဲ့ခြေမုံမှုအောက်မှာဆူဆူရွရွပြိုကွဲပျက်စီးသွားမှာဖြစ်ကြောင်းကြုံးဝခဲ့ပါသေးတယ်။ဒီအခြေအနေတွေမှာတကာအီချီကပြည်ယာပြည်ချောင်းဆွေးနွေးခြင်းပေမဲ့တရုတ်ရဲ့အဓိကလူလားချက်ကတော့ဖြည့်မပေးနိုင်ပဲဖြစ်နေပါတယ်။ဒါကဘာလဲဆိုတော့ဂျပန်ဝန်ကြီးချုပ်အနေနဲ့သူပြောခဲ့တဲ့မှတ်ချက်စကားကိုလူသိရှင်ကြား ပြန်ရုပ်သိမ်းပေးဖို့ဆိုတာပါဒါကိုတာကာအီချီအနေနဲ့မလုံနိုင်ပါဘူးလုံလို့လည်းမရပါဘူးဝန်ကြီးချုပ်ရဲ့စကားကအုံနှုံအဖြစ်အငင်းပွားစရာဖြစ်နေခဲ့မယ်ဆိုရင်တောင်မှမူအားဖြင့်မှမားဘူးလို့ဂျပန်အစိုးရကယူဆထားပါတယ်ပြည်တွင်းမှာတော့ဒီကိစ္စကြောင့်ကြရက်ရိုက်နေတဲ့ဆိုပေမဲ့ဝန်ကြီးချုပ်တဲ့အပေါ်လူထုထောက်ခံမှုဘိုင်းမှာထိခိုက်တာမျိုးမရှိသလောက်ပဲလို့လေလာသူတွေက ပြောပါတယ်စစ်တမ်းတွေအရလဲဂျပန်ပြည်သူတွေဟာတာကာအီချီကိုဆက်ပြီးထောက်ခံနေကြောင်းပဲရလက်တွေထွက်နေတာပါ ဒါပေမဲ့တရုတ်ဘက်ကတရစ်ပြီးတရစ်ထတ်တိုးလာမဲ့တန်တမာရေးစီးပွားရေးကုန်သွယ်ရေးဖိအားပေးမှုတွေကိုအများအဆုံးမဖြေရှင်းနိုင်ရင်တော့တာကာအီချီရဲ့ယာဒူးအပေါ်အနှုတ်လက္ခဏာဆန်တဲ့ရိုက်ခတ်မှုတွေအနည်းနဲ့အများရှိလာပါလိမ့်မယ်ဒီတော့လက်ရှိအခြေအနေတွေကိုကြည့်ရင်တာကာအီချီရဲ့ဂျပန်ဝန်ကြီးချုပ်ဘဝအစပိုင်းအစဉ်ပြေနေတဲ့နေ့ရက်တွေကနေခက်မြန်မြန်ပဲကြမ်းတမ်းတဲ့အဖြစ်ကိုရောက်လာတာလို့ပြောရမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်